ဘုရားချမ်းသာခြင်းနဲ့အဆင်ပြေခြင်းနဲ့မသေးခင်မှာကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာအဆင်ပြေပြေလေးနေသွားနိုင်ခြင်းနဲ့ဆိုလို့ရှိရင်ပြည်စုံခြင်း၄မျိုးနဲ့ပြည်စုံရမယ်ပြည်စုံခြင်းဆိုတာကိုပါဠိလိုတမ္ပတာလို့ပြောတယ်နော်ပြည်စုံခြင်းဘယ်နှမျိုးလဲတော့၄မျိုးအဲ့ဒါကိုဘုရားဘာသာအတိုင်းဝိုင်းမှာတမ္ပတာ၄ပါးလို့ထင်ရှားတယ်တမ္ပတာဆိုတာပြည်စုံခြင်း ာရဲ့ပြည့်စုံခြင်းလဲဆိုရင်နံပါတ်1ဥဋ္ဌာဏတံပါရာလုံလဝရိယရဲ့ပြည့်စုံခြင်းမပြင်းရနံပါတ်2အာရခတံပါရာကြိုးစားလုံလအားထုတ်ပြီးတော့ရှာလို့ဖွေလို့ရထားတဲ့ဥစ္စာပစ္စည်းကိုမပျက်စီးအောင်နှီးမျိုးစုံနဲ့စောင့်ရှောက်တည်းရအဲ့ဒါလည်းပြည့်စုံရဉာဏ်ရှိရနော်နောက်နံပါတ်3 ကလျာဏမိတ်တသမ္မာမိကောင်းဆွေကောင်းနဲ့ပြည်စုံရဒီဘဝချမ်းသာခြင်းနဲ့ပုဂ္ဂိုလ်တွေအတွက်ပြည်စုံခြင်းကြီး၄မျိုးကိုပြောနေတာနော်ဥဋ္ဌာဏသမ္မာလုံလဝရိယနဲ့ပြည်စုံရအရခသမ္မာစောင့်ရှောက်မှုနဲ့ပြည်စုံရကလျာဏမိတ်တသမ္မာမိတ်ဆွေကောင်းနဲ့ပြည်စုံရတမဇီဝိတသမ္မာနံပါတ်၄က ဝင်ငွေနဲ့ထွက်ငွေကိုညီညွတ်မျှတအောင်ကြည့်ရှုပြီးတော့သုံးဆွဲတရမေးတဲ့သမ္မတာဘယ်နှမျိုးတော့၄မျိုးဒီ၄မျိုးနဲ့ပြည့်စုံလို့ရှိရင်ဒီလူသားဟာဒီဘဝမသေးခင်မှာအစဉ်ပြေချောမွေ့စွာချမ်းသာစွာနေရလိမ့်မယ်အဲ့ဒါလေးကိုအသေးစိတ်မြတ်စွာဘုရားကရှင်းပြတယ်ဥဋ္ဌာဏသမ္မတာဆိုတာဘာပြောတာတော့လက်ယုံအားကိုးပြီးတော့ လုံးမေအိမ်မေကြိုးစားမယ်လုံးဝမပြင်းမရနော်ပိုက်ဆံရအောင်ဘလို့လုံးဝမလဲဆိုတဲ့နီးလန်းကိုလည်းတည်တယ်အဲ့ဒီနီးလန်းကိုလည်းလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်စုပ်ဆိုင်နေမှာဟုတ်အဲ့ဒါပါတော့ဥဌာဏသံတော်လားဒီနေရာမှာဥစ္စာပစ္စည်းနဲ့ပြည်စုံခြင်းမပြည်စုံခြင်းမှာအကြောင်းတရားတွေရှိအဲ့ဒီအကြောင်းတရားတွေကိုမြတ်ရရောတဲ့ပုဂ္ဂိုလ်တွေပေကန်းစွန့်ခြင်းမှုမှာဝါဒနာထုံရတဲ့ပုဂ္ဂိုလ်တွေ ညလိုဝေလိုတဲ့စိတ်အားကြီးကြတဲ့ပုံကိုယ်ကြီးဖြစ်လျာဘဝမှာဥစ္စာပစ္စည်းပိုင်ဆိုင်မှုပေါ်များတဲ့အနေအထားတစ်ခုကိုရလိမ့်မယ်။ဒါကဘယ်အကြောင်းတရားကို ကြည့်ပြီးတော့ပြောတာတော့အတိတ်အကြောင်းတရားကို ကြည့်ပြောတာနော်။အခုဒီသုံးတန်မှာကြတော့ယသော်ဘုရားကပိစုံပံအကြောင်းတရားကိုကြည့်ပြီးတော့ပြောတယ်လို့ဆိုရမယ်။တရားလေးတွေနည်းနည်းလေးကြော်ညာလို့ဝင်လိုက်အောင်မယ်။လိုင်းပေါ်မှာရှာပြီးတော့ကြည့် ရနိုင်ခဲ့သောအရာများဆိုတဲ့ခေါင်းစဉ်နဲ့ဘုံဘုံမုံရွာမှာငငယ်တုန်းကဟောတာတဲ့တရားတစ်ပုဒ်ရှိလူဘဝကြီးမှာလူတွေအလွန်မှလိုချင်ရချင်ကြပေမဲ့လို့အလွန်မှလည်းပဲမရကြတဲ့မပြည့်စုံကြတဲ့တရား10မျိုးရှိအဲ့ဒီတရား10မျိုးကိုရအောင်ဘယ်လိုလုပ်ရမလဲဘာကြောင့်အဲ့ဒီရချင်စရာကောင်းတဲ့ မျက်နှာပေါ်ရကောင်းတဲ့အဲ့ဒီအရာဌာနတွေပျက်စီးသွားတတ်တယ်လေအဲ့ဒါကိုမြတ်စွာဘုရားဟောတာဥပမာလေးပြောမယ်ဥစ္စာအစင်းမာခြင်းတိလလူတိုင်းလူတိုင်းဟာလူရင်လို့ဖြစ်လာတယ်ဆိုရင်ဥစ္စာပျက်စီးနေပြည့်စုံခြင်းကိုလူတိုင်းလိုလားတယ်တောင့်တတယ်ဒါပေမဲ့ရခြင်းတလောက်ရကြတဲ့ပုံကိုယ်တွေပဲများသလားရခြင်းတလောက်မရကြတဲ့ပုံကိုယ်တွေပဲများလား အဲ့ဒါလည်းဖြတ်တာပဲရကျင်တဲ့လောက်ကကနန်းမှမရှိတာဟုတ်ဟုတ်တယ်မို့လားစာတော့တထောင်မှန်းထားတယ်တထောင်ရပြီဆိုတော့မှန်းချက်ကဘယ်တက်တော့တထောင်ရောက်တော့နော်တသူဟာကအမြဲတမ်းဘာဖြစ်နေလဲလူနေတယ်ပေါ့လူတိုင်းလူတိုင်းဟာလူရလို့ဖြစ်လာရင်ကြည်ကောင်းတဲ့ရုပ်ရည်ကိုရကျင်냐ရကျင်မို့လားရတဲ့လူများလားမရတဲ့လူများလား လူတရားမှာတရားလုံးဟာကိုယ့်ရုပ်ရည်ကိုသဘောမကျဘူး။အဲအပြည့်ဝထောက်ခံရနော်။အဲ့ဒါမှန်ကြည်တိုင်းဖြစ်တဲ့ခံစားချက်နဲ့တူတယ်ဟုတ်လား။နော်။အဲ့ဒါမြတ်စွာဘုရားကလူတွေအလွန်ရှားကျင်တဲ့ကောင်းမြတ်တဲ့အရာဌာန10မျိုးဟောတယ်။ဥစ္စာအစင်းမာခြင်းတီလမာခြင်းဆိုတော့ကျမကြီးကိုပြောတာ။လူတိုင်းလူတိုင်းအခါရခက်တဲ့ဝေဒနာကြီးနဲ့ တော့ရှင်းရဲ့ပြီးတော့ကျမကြီးပြက်ပြီးတော့ဘယ်သူမှမနေခြင်းဘူးကျမကြီးကောင်းခြင်းဒါပေမဲ့ကျမကြီးပြက်ပြီးတော့နေကြရတဲ့လူတွေလောကမှာမရှိဘူးလားအဲ့ဒါအဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကဒီရချင်းစရာကောင်းတဲ့အရာဌာနတွေရအောင်ဘယ်လိုလုပ်ရမလဲဒီအရာဌာနတွေကဘာကြောင့်ပျက်စီးသွားတတ်တယ်လဲဆိုတာကိုတနည်းအားဖြင့်ရချင်းမရချင်းရဲ့အကြောင်းတရားကိုဟောတဲ့နေရာမှာထူးခြားတယ်ပြစ္ဆုတ်ပံအကြောင်းတရားကိုဟောတာဟုတ်လား ဥစ္စာပစ္စည်းရခြင်းနဲ့ဥစ္စာပစ္စည်းနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်ရခြင်းရဲ့အကြောင်းကဘာလဲမရခြင်းရဲ့အကြောင်းကဘာလဲလုံလဝရိယရှိခြင်းဒီဥစ္စာပစ္စည်းရခြင်းရဲ့အကြောင်းလို့ခေါ်တယ်ပြင်းရခြင်းဒီဥစ္စာပစ္စည်းပစ္စည်းခြင်းရဲ့အကြောင်းလို့ခေါ်တယ်ဟောသောသောကသုလကံမဝိပင်္ဂသုတ်တမကျတော့ဘယ်လိုခေါ်တာတော့ဗျာခုတင်ပြောတာကိုမှတ်မိတော့ဘူးလားဥစ္စာပစ္စည်းရှိခြင်းမရှိခြင်းရဲ့အကြောင်းကိုအတိတ်ကံအနေနဲ့မြတ်စွာဘုရားဘယ်လိုခေါ်တာတော့ ဌာနကောင်းမှုပြုတဲ့လူတွေဟာတနည်းအားဖြင့်ရရောတဲ့ပုဂ္ဂိုလ်တွေဟာဥစ္စာပစ္စည်းပေါ်များတယ်နှမျောတဲ့ပုဂ္ဂိုလ်တွေဟာဥစ္စာပစ္စည်းရှားပါတယ်လို့ပြောခဲ့ဘူးလားဖုံဖုံကခုတင်လေးဘုန်းကြီးကိုတရားဟောရတာစိတ်တတ်ကြအောင်မလုပ်ပါနဲ့နော်အဲ့ဒါကဘာအကြောင်းတရားတော့အတိတ်အကြောင်းတရားအခုအိဋ္ဌဓမ္မသုတ်တန်လို့ဆိုတဲ့ရနိုင်ခြင်းတော့အရာများတယ်မှာမြတ်စွာဘုရားပြောတတ်တဲ့ဥစ္စာပစ္စည်းရခြင်းမရခြင်းရဲ့အကြောင်းကိုဘာကိုဟောတာတော့ ပစ္စုပန်အကြောင်းတရားကိုကြည့်ဟောတာဘယ်လိုဟောတာတော့လုံလဝရိယရှိတဲ့လူဥစ္စာပစ္စည်းပေါ်မယ်ပြင်းကြီးတဲ့လူမွဲလိုက်မယ်ဒါပြောတာနော်မလုံချင်းမကင်ချင်းတွန့်ဆုံနေမပေါ်များနိုင်ဘူးဒီလူနော်ခုဒီမှာလည်းပဲမြတ်စွာဘုရားကဒီဘဝမသေးခင်မှာအစဉ်ပြေပြေချမ်းချမ်းသာသာနေထိုင်နိုင်ရင်လည်းဆိုရင်ပြည်စုံစင်းကြီး၄မျိုးနဲ့ပြည်စုံရမယ်နံပါတ်၁ပြည်စုံရမှာဘာရောဥဋ္ဌာဏသမ္မာဒါမပြင်းရဘူး လုံလဝရိယရှိရနောက်နံပါတ်2ပြည်စုံရမယ်ပြည်စုံခြင်းကအာရခတမလားအာရခဆိုတာဘာလို့ဆောင်းလျှောက်တာကိုယ်စွမ်းကိုယ်စားနဲ့ရှားထားလို့ရတဲ့ဒီဥစ္စာပစ္စည်းကိုမပျက်စီးအောင်ကာကွယ်ဆောင်းလျှောက်ရဘာကြောင့်ပျက်စီးသွားနိုင်တယ်လဲအကြောင်းတရားကိုကြည့်ပြီးတော့မပျက်စီးအောင်ကာကွယ်ဆောင်းလျှောက်ဟုတ်ပြီနော်အာရခတမရပြီးတော့ဘာလာတော့ကလျာဏမိတ်တတမရ လျာဏမိတ်တံ္မာဆိုတာမိษွေကောင်းနဲ့ပြည့်စုံတာအဲ့ဒါမိษွေကောင်းဆိုတာဘလို့အည်သွေးရှိတဲ့ပုဂ္ဂိုလ်ကိုမိษွေကောင်းလို့ပြောတာတော့မြေတံကိုအလိုကိုချိုက်ယူလိုက်ပြီးတော့ပေါက်နေတဲ့လူကိုမိษွေကောင်းလို့ပြောသလားမပြောဘူးမိษွေကောင်းတို့ရဲ့အည်သွေးကိုမြတ်စွာဘုရားအဲ့ဒီသုတ်တံထဲမှာဘလို့ပြောတော့ဆိုတော့အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေဟောအသက်ကိုမပိုင်းခြားဘူးနော်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေတဲ့ သတ္တာတိလစာကပညာနဲ့ပြည်စုံနေဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိတ်ဆွေကောင်းသတ္တာဆိုတာအမှန်တရားတွေရဲ့ပုံမှာယုံကြည်တာသူတစ်ပြင်းတို့ကိုးကွယ်နေတဲ့မြတ်စွာဘုရားသည်တိစရာတရားလုံးစုံကိုတိတော်မူတယ်လို့မြတ်စွာဘုရားရဲ့တန်တာမှာတကယ်ရှိတဲ့သဗ္ဗညုတဉာဏ်ကိုယုံကြည်တာအဲ့ဒါဘာလို့ခေါ်တော့သတ္တာတရား လူတယောက်အနေနဲ့၅ပါးသောသိက္ခာပုဒ်တို့ကိုမဖောက်ဖျက်ဘူးမလွန်ကျူဘူးဒါပဲခေါ်တော့တီလနှမျောဝန်တုံမှုအာနေတယ်ရရောမှုအာကြီးတယ်အဲ့ဒါကိုပဲခေါ်တော့စာကတတ္တာတီလစာကပြီးတော့ပါတယ်တော့ပညာပညာဆိုတာကတော့သူကအထူးသဖြင့်ကိုယ်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိတယ်ကိုယ်စိတ်တွေရဲ့အကြောင်းကိုသိတယ် နော်ကိုယ့်ရဲ့ဒီယုတ်ခန္ဓာကြီးဘလို့တိဆောက်ထားတယ်လဲဘလို့ဖြစ်ပေါ်ပြောင်းလဲနေလဲဆိုတဲ့ဘဝခန္ဓာရဲ့သဘောတဘာဝကို အမှန်တိုင်သိတာကိုပညာလို့ခေါ်တယ်ဟုတ်လားအဲ့ဒါကလျာဏမိတ်တံမရာမိတ်ဆွေကောင်းနဲ့ပြည့်စုံရမယ်ဆိုတာအသက်ငယ်သည်ဖြစ်စီကြီးသည်ဖြစ်သည်တတ္တာတိလစာကပညာဒီအကြီးအသေး၄မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုကိုပေါင်းသိနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုကလျာဏမိတ်တံမရာမိတ်ဆွေကောင်းနဲ့ပြည့်စုံတယ်လို့ဆိုတယ် အဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားအသေးစိတ်ကလေးဘလို့ပြောထားသေးလဲဆိုတော့ကို့မှာတကယ်လို့တရားတရားမရှိသေးဘူးဆိုရင်ကို့မိတ်ရွှေမှာပြည်စုံနေတဲ့တရားတရားကိုအတူယူအားကျပြီးတော့ငါလည်းတရားတရားနဲ့ပြည်စုံအောင်လုပ်မယ်ဒီစိတ်မျိုးမွေးရဟုတ်လားကို့မှာတီလာမပြည်စုံနေဘူးဆိုရင်ကို့ပေါင်းသင်းနေတဲ့အဲ့ဒီမြင့်မြတ်တဲ့မိကောင်းရွှေကောင်းဒီကကိုချင်းတီလာကိုအားကျအတူယူပြီးတော့ငါလည်းတီလာနဲ့ပြည်စုံအောင်လုပ်မယ်ဟုတ်လား သူ့ဒီမှာရှိတဲ့ကောင်းတဲ့သဘောတွေကိုကိုယ်တန်တံမှာလည်းရှိလာအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပေါင်းတဲ့မှာအဲ့ဒါကလျာဏတိုက်ကလျာဏမိတ္တတံတားကပြည့်စုံတယ်။သူ့သူကောင်းတာငါလည်းမဆိုင်ဘူးအတူယူအားမသိအားကြအားမမသိဘူးဆိုရင်တော့ဒါမိကောင်းဆွေကောင်းနဲ့ပေါင်းတင်ခြင်းအင်္ဂါရဟာမပြည့်စုံဘူး။ဟုတ်ပြီနော်။ဒါဒီပြစ္ဆုတ်ပံဘဝမသေးခင်မှာအစဉ်ပြေခြင်းနဲ့ဆိုလို့ရှိရင်ပြည့်စုံရမယ်။အရာဌာနကြီး၄မျိုး ဥထာဏသံဗရာဝရိယရှိရမယ်အရခသံဗရာစောင့်ရှောက်ရမယ်ကလျာဏမိတ်ဓာသံဗရာမိကောင်းရွှေကောင်းရှိရဒီရောက်သွားပြီနော်နောက်လေးခုမြောက်ကပါပြောတော့တမဇီဝိဒသံဗရာသူ့ကိုနားလေအောင်အလွယ်ပြောရရင်တော့ဝင်ငွေနဲ့ထွန်းငွေကိုညီညွတ်မျှတတ်အောင်ကြည့်ရှုပြီးတော့သုံးဆွဲတရအများကြီးရှာနိုင်ပြီးတော့နည်းနည်းလေးသုံးတာကိုလည်းမြတ်စွာဘုရားမချီးမွမ်းဘူး နည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးနိုင်သုံးကျင်တာကိုလည်းမြတ်စွာဘုရားအချီးမောင်းဘူးကိုဘလောက်သုံးမလဲဆိုတဲ့ကိစ္စဟာကိုဘလောက်ရှာနိုင်တယ်လဲဆိုတာကိုကြည့်ပြီးတော့သုံးဆွဲရမယ်လို့အဲ့လိုလေးသင်ပေးတယ်မြတ်စွာဘုရားရဲ့ကရုဏာဘလောက်ထိကြီးလဲဆိုရင်ဥပမာလေးနဲ့ပြောတယ်နားလည်စေခြင်းလို့မြတ်စွာဘုရားကချိန်ဝင်နေကိုထည့်ပြီးတော့တစုံတစ်ခုကိုချိန်ပြီးဆိုရင်ဘုန်းဘုရားကတေးသေးချာချာဒီဘက်ကနော်စောက်ထိုးကြီးကြာသွားသလားဒီဘက်ကပေါ့နေသလား တိတိကျကျလေးညီညွတ်အောင်မျှတအောင်ချိန်ခွင်ကိုချိန်ကြည့်တာမျိုးရှိဘူးလားအဲ့ဒါဝင်ငွေနဲ့ထွက်ငွေကိုချိန်ငွေနဲ့ထည့်ချိန်တယ်လို့မျိုးကိုချိန်ပြီးတော့သုံးရမယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဟုတ်လားအဲ့ဒါနည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးရင်တဲ့လူဟာဘာနဲ့တူလဲဆိုရင်တပန်းစီစားတဲ့လူနဲ့တူတယ်တဲ့ဒါဘဟုတုဒ္ဒပြောပြတာနော်မြတ်စွာဘုရားဟောဖော်ပြထားတဲ့ဒေသနာ တပန်းစီစားတဲ့သူကဘယ်လိုတုံးဆိုတော့စားကျင်တာကတော့တလုံးပဲဒါပေမဲ့အောက်ကဒုံးနဲ့ပြစ်ချလိုက်တာဟာဆလင်းကလုံးကျွေသွားကျန်တာတွေပါဖြစ်သွားပျက်စီးသွားတပန်းစီစားတဲ့လူလို့ကဲ့ရဲ့ခံရတယ်ဘယ်လိုလူမျိုးလဲနည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးကျင်တဲ့လူကိုယ်နဲ့မတန်မရာတွေသုံးတယ်နော်အများစုကသုံးရဆွဲကြတဲ့နေရာမှာကိုယ်ဝင်ငွေကိုကြည့်ပြီးတော့မသုံးရဘဲနဲ့ကိုယ်ဝင်ကျင်ကိုကြည့်ပြီးတော့သုံးရတာအလွန်လွဲမှားသူကသူပဲလေကိုကကိုပဲ ူနဲ့ကိုယ်နဲ့တူကြမလို့ဘူးလေဟုတ်လားအတိကဘလို့သုံးရမှာလဲကိုယ့်ရဲ့ဝင်ငွေကိုကြည့်ပြီးတော့သုံးရမှာနော်မြတ်စွာဘုရားနည်းနည်းရှာပြီးတော့အများကြီးသုံးတာကိုလည်းမကြိုက်ဘူးအများကြီးရှာနိုင်ပြီးတော့နည်းနည်းလေးသုံးတာကိုလည်းမကြိုက်ဘူးသူအများကြီးရှာနိုင်တယ်သူနည်းနည်းလေးပဲသုံးတယ်နှမျောလုံးအားကြည့်ပြီးတော့သိရင်ဘာဖြစ်မှာတော့ထားခဲ့ရရှုံးတယ်သူ့အတွက်အဲ့ဒါကိုမြတ်စွာဘုရားဘလို့ပြောတော့ဆိုတော့ ူများရဲ့ကဲ့ရတာကိုအဲ့လူခံရလိမ့်မယ်တဲ့ဒီလူဟာအားကိုးရမဲ့သေသွားရတဲ့လူသနာစရာလုံကောင်းများကြီးရှာပြီးတော့ပြီးတော့ဗာလဲသူလည်းဘာမှသုံးမသွားဒီသဘောပြောတာနော်ဒါကြောင့်ပြစ္ဆုတ်ပံဒီဘဝမှာအစဉ်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်တမ္ပရာဘဏ္ဍပါတို့၄ပါးဥဌာဏတမ္ပရာထွတ်လုံးလာဝရိယနဲ့ပြည့်စုံရမယ်အရခတမ္ပရာရထတာလေးကိုမပြည့်စည်အောင်စောင့်ရှောက်တဲ့ရမယ်ကလျာဏမိတ်တတမ္ပရာ တတ္တသီလစာကပညာအကြီးအသေး၄မျိုး ਨੇ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုပေါင်းသင်ဆက်ဆံရမယ်။နော်။တမဇီဝိတသမ္မာဒဝင်ငွေနဲ့တွက်ငွေကိုမျှတအောင်ကြီးရှုပြီးတော့အုံဆွဲတဲ့ရမယ်။ဒါဆိုရင်သေချာပေါက်ဒီလိုဟာဒီဘဝမှာအဆင်ပြေလိမ့်မယ်တဲ့။ဒါလူငယ်ပိုင်းလူလက်ပိုင်းကိုအဓိကဥတည်ပြီးတော့ပြောတာနော်။ဒီထိုင်းနိုင်ငံမှာကျင်းပတဲ့တရားပွဲတွေမှာကြီးလိုက်ရင်လူငယ်လေးတွေကြီးပဲဟုတ်လား။